20ဘီ84ဘီမြေပေါ်မှာတိဆောက်ထားတဲ့လူနေဆိုင်ဖွင့်3ဒက်ခွဲမော်ဒန်ဒီဇိုင်းအဆောက်အဦဖြစ်ပါတယ်။မြင်ကြီးတဲ့ဆိုင်ကန်ဟော်ကန်အကျယ်ဖြစ်ပါတယ်။မျက်နှာကျက်အလှဆင်ထားတဲ့နံရံများကို4ဘီ2ဘီကျွေးပြားများကတ်ထားပြီးတော့လေကားဘေးကိုလည်း partition ကပ်ပြီးနံနဲ့အလှဆင်ထားပါတယ်။အပေါ်တက်ရန်လေကားဖြစ်ပါတယ်။နောက်ထဲကိုဝင်လိုက်မယ်ဆိုရင်အခန်းတစ်ခန်းရှိမယ်။ရုံးခန်းအဖြစ်အသုံးပြုလို့ရသလိုအိတ်ခန်းအဖြစ်လည်းအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ရှောက်လန်းကနေနောက်ဖေးတဲ့ကိုဆက်သွားလိုက်မယ်ဆိုရင်အများသုံးရေချိုးကန်းအိမ်နာတစ်လုံးပါဝင်ပါမယ်။ င်ဘိုးတိုင်းရှာဝါဘေးစင်မှန်နဲ့ကြစ်ကြစ်လစ်လစ်ဖွဲ့စည်းထားပြီးတော့တကားများကိုလည်းကျွန်းတကားများသုံးပေးထားပါတယ်။နောက်ဖေးမြေချံထွက်ရန်တကားပေါက်လည်းပါဝင်ပါအောင်မယ်ဗျ။ကဲမြင်းညီတက်မှလည်းစုံပြီဆိုတော့အပေါ်ဓာတ်ကိုတက်ကြည့်လိုက်ရအောင်။လေကားအကြော်နင်းများကိုလည်းပြည့်ပြည့်ကောင်းမွန်အောင်ပြုလုပ်ထားပေးပြီးတော့လေကကွင်းမှလည်းမှောင်မနေအောင်တဘာဝအလင်းအောင်ရရှိအောင်ဖန်လိုက်များကိုပြည့်ပြည့်ဝဝဖောက်ပေးထားတယ်။ကဲပထမဓာတ်မှဆိုရင်မီးဘိုကန်နဲ့ထမင်းစားကန်အကျယ်ကြီးကိုတွေ့မြင်ရမယ်။မျက်နှာကျက်အလားဆင်ထားပြီးမီးဆိုင်လေးနဲ့လှပနေတယ်။ကစ်ချန်ကောင်တာနဲ့ကက်ဘိနက်ကိုလည်း modern furniture နဲ့ပြုတ်လုပေးထားပြီးတော့ပစ္စည်းထည့်ရန်အကန့်များပကန်းစင်များပြည့်စုံစွာပါဝင်ပါတယ်။တည့်ရလပပြည့်စုံတဲ့ကစ်ချမ်းကောင်တာလေးတစ်လုံးဖြစ်ပါတယ်။ဘုံသုံးရေချိုးကန်းအင်တာလေးတစ်လုံးပါဝင်ပြီးတော့ရေချိုးကန်းတိုင်းတွင်ရေပူလိုင်းများကိုလည်းတပါးတည်းတက်ဆင်ပေးထားတယ်။ကဲဒါဆိုရင်ပထမဓာတ်မှာဘယ်အခန်းဘွဲတွေပါသေးလဲဆိုတာဆက်ကြည့်လိုက်ရအောင်။မှန်တကားလေးကနေဝင်လိုက်မယ်ဆိုရင်မိသားစုများစုဝေးနေထိုင်လို့ရမယ့်ဧကန်အကျယ်ကြီးရှိမယ်။ TV, bedroom, TV, console, furniture များကိုလည်းထည့်သွင်းပေးထားတယ်။မျက်နှာချက်များကိုလည်း modern ဆန်ဆန်အလားဆင်ပေးထားတယ်။ဧကန်ကနေအရှိကိုဆက်သွားလိုက်မယ် ်ဆိုရင်မျက်နှာစာဘက်မှာရှိတဲ့ Master Icon အကျယ်ကိုရောက်ပါမယ် Master Icon မှာဆိုရင် Wardrobe Bureau များကိုလည်း Customize တခါတည်းတက်ဆင်ပေးထားတယ် Furniture များကို Customize ရိုက်ထားတာကြောင့်နေရာအရန်မြူပဲနဲ့ Function အသုံးပြုမှုများများရရှိတာကြောင့် Effective အရန်ဖြစ်ပါတယ်ရေချိုးကန်အိမ်သာကြွေပြားများကိုလည်းနန်းရန်နှစ်ပေတပေ Size ကျန်းကင်တပေပတ်လည် Size များနဲ့ရေစင်းကောင်းအောင်ကပ်ပေးထားပါတယ်ကျန်းကင်များကို SPC Parking နဲ့ခင်းပေးထားပြီးမျက်နှာချက်ဒီဇိုင်းများကိုလည်း Modern Design နဲ့ရှင်းရှင်းတန်းတန်းဖန်တီးပေးထားပါတယ်ပ ထမဓာတ်မှာလဲစုံပြီဆိုတော့ဒုတိယဓာတ်ကိုတက်ကြည့်လိုက်ရအောင်လေကားလက်ရန်ကို GI တန်လက်ရန်ပေါ်မှာမှာ hand grip feeling ကောင်းမွန်စေရန်ကျွန်းကုတ်လေးကုတ်ပြီး polish တင်ပေးထားပါတယ်ဒုတိယဓာတ်ရောက်ချင်းမှာတော့ master အခန်းအကျယ်တခန်းကိုရောက်ပါမယ် wardrobe bureau များကို customize ရိုက်ထားခြင်းကြောင့်နေရာအပိုလိုမရှိကွက်တီးရစေပါတယ် ရေချိုးကန်အိမ်သားများကိုလည်းဘေးစင်းနေရာ၊ဘိုးတိုင်းနေရာ၊ရှာဝါနေရာတတိတသန့်နဲ့နေရာချထားပေးတယ်။အိမ်ရဲ့နေရာတိုင်းမှာတဘာဝလေဝင်လေထွက်အလင်းရောင်ပြပြဝဝရရှိတာကိုခံစားရတယ်။ဒုတိယရက်မှာနောက်ထပ်ပါဝင်တဲ့ Master အိမ်ခန်းနှခန်းကိုဝင်ပြပေးမယ်။ခန်းတကားရေချိုးကန်တကားအားလုံးကိုလည်း luxury look ရရှိစေရန် polish တင်ပေးထားတယ်။မျက်နှာကျက်ဒီဇိုင်း၊ပါကေဒီဇိုင်း၊ကြွေပြားဒီဇိုင်းအယောင်များအားလုံးကိုလည်း luxury look ရရှိစေရန်တေချာရွေးချယ်ပေးထားတယ်။မျက်နှာစာဘက်မှာရှိတဲ့ဖျားကန်းဖြစ်ပါတယ်။ဖျားအကြောင်းဆောင်ကိုလည်း RF Furniture နဲ့တက်ဆင်ပေးထားတယ်။မျက်နှာစာဘက်ဝရဏာများရဲ့လက်ရန်းများကိုတော့ Tampa Glass Man လက်ရန်းများသုံးပေးထားပါတယ်။ရှောက်လန်းများကိုလည်းအနည်းဆုံးရှိရမယ့် Standard အကျယ်ဝန်းအတိုင်းကိုထားပေးထားတာမျိုးကြဲကြဲဝန်းဝန်း feeling ရရှိစေပါတယ်။ရှောက်လန်းများလေကကွင်များရေချိုးကန်းအိမ်သားများအားလုံးကလည်းမောင်မနေဘဲနဲ့သဘာဝအလင်းရောင်ပြည်ပြည်ဝဝရရှိတာကိုတွေ့မြင်ရမယ်။အထက်တိုင်းမှာလည်းတက်ဆိုင်ရာလျှက်စစ်မီများကိုထိန်းချုပ်တဲ့ Circuit Breaker များပါတဲ့ DB များကိုသနည်းတကျထည့်သွင်းပေးထားတယ်။ဒီခန်းလေးကတော့ဒုတိယဓာတ်မှာတွေ့ခဲ့ရတဲ့ Mas Master အခန်းအကျယ်နဲ့ typical အတူတူပဲဖြစ်ပါတယ်။ကဲဒီမန်တကားလေးကနေထွက်လိုက်မယ်ဆိုရင်အပန်းဖြေဖို့အတွက် recreation space ကိုရောက်ပါမယ်။ pantry counter လေးပါဝင်ပြီးတော့ modern furniture နဲ့တသက်ရရထည့်သွင်းပေးထားတယ်။မန်တကားလေးကနေထွက်လိုက်မယ်ဆိုရင်မျက်နှာစာဘက်မှာရှိတဲ့လသာဆောင်အကျယ်ကြီးကိုရောက်ရှိပါမယ်။ဒီမှာလဲမိသားစုများစုဝေးစားတောက်နေထိုင်လို့ရမယ့်နေရာလေးဖြစ်ပါမယ်ဗျ။ အမိုးဓာတ်ကိုတက်လို့ရမယ်ကြောင်လင်လီကားလေးပါဝင်ပါမယ်အမိုးဓာတ်မှာဆိုရင်1200ဂါလန်အနည်းဆုံးဆန်းတဲ့မိုးအုပ်ရေကန်ကြီးတစ်ကန်ပါဝင်ပြီးတော့မိုးကြိုးလဲစနစ်တက်ဆင်ထားတာကိုလည်းတွေ့မြင်ရပါမယ်လူကြီးမင်းတို့အခုကြည့်ခဲ့ရတာကတော့20ပေ84ပေမြေပေါ်မှာတိဆောက်ထားတဲ့မြင်းကြီးဓာတ်မှာစိုင်ဖွင့်ပြီးအပေါ်ဓာတ်မှာလူကောင်းကောင်းနေထိုင်လို့ရမယ်၃တက်ခွဲအာစီမော်ဒန်အစာအုပ်ပဲဖြစ်ပါတယ်ဒီအစာအုပ်လေးကိုအကျန်းတယ်မှာစပြီးတော့လက်ရှိအနေအထားအသင့်အနေအထိကိုကျွန်တော်တို့ PN Construction ကနေတာဝန်ယူပြီးတော့အကောင်းဆုံးပ ုံဖော်တိဆောက်ပေးခဲ့တာပဲဖြစ်ပါတယ်။ Interior Decoration များကိုလည်းပြည့်စုံကောင်းမွန်စွာပြုလုပ်ထားပြီးတော့မျက်နှာကျက်ဒီဇိုင်းများကိုလည်းရှင်းရှင်းသန့်သန့်နဲ့ Smart ဖြစ်အောင်တည်ချာလေးဖန်တီးပေးထားတယ်။ပရိဘောဂများကိုလည်း Modern Furniture များတုံးပေးထားပြီးတော့ Customize ပြုလုပ်ပေးတာဖြစ်တဲ့အတွက်နေရာအပိုအလိုမရှိ Quality ရရှိစေတာကြောင့် Effective အရန်ဖြစ်ပါတယ်။ခန်းပွင့်များနေရာချထားခြင်းနဲ့ပတင်းပေါက်များထည့်သွင်းရမှာလည်းအလွတ်တန်းထည့်သွင်းစဉ်းစားခဲ့တာမဟုတ်ဘဲနဲ့ပရိဘောဂ Furniture Plan များကိုပါကြိုတင်စဉ်းစားပေးခဲ့ပါတယ်။လူကြီးမင်းတို့ရဲ့ အစအဦးများကိုအကောင်းဆုံးတာဝန်ယူပုံဖော်တိဆောက်ပေးဖို့အတွက် PN Consulting ကိုဆက်သွယ်လိုက်ပါ။